ျွန်တော်တို့ကဘာမြေပေါ်မှာဘောလုံးကွင်းကြီး54ခုစာ area လောက်ကျယ်ဝန်းတဲ့အသက်နဲ့ပေါင်း1000ကျော်နေပြီဖြစ်တဲ့အသက်ရှိမျိုးရှိရဲ့ဆိုရင်ယူနိုင်ပါမလားဒါဟာထောင်ထဲကြီးရဲ့တစ်ပေတွေနဲ့ဖောင်းဆက်ထားတဲ့တတော်အုပ်ကြီးဖြစ်ပေမဲ့မျိုးရိုးဗီဇာရအပင်တပင်တဲကနေပေါက်ပွားလာတာပါဒီတက်ရှိကြီးဟာယူတာပြည်နယ်ရဲ့တောအုပ်တစ်ခုလုံးကိုပတ်ဆိုင်ထားပြီးကဘာမီရဲ့ဇီဝစနစ်အတော့အရေးကြီးတဲ့အဖြစ်တစ်ခုဖြစ်နေပါတယ် ိဘပညာရှင်တွေကသူ့ကိုပန်ဒိုလို့ခေါ်ကြပါတယ်။ဒါဟာတတော်တစ်ခုမဟုတ်ပဲကမ္ဘာပေါ်ကအကြီးဆုံးတက်ရှိတစ်မျိုးပါ။ဒီနေ့မှာတော့ပန်ဒိုရဲ့အမကန်းဇီဝဗေဒနောက်ခံဘာကြောင့်သူဟာအတက်အကြီးဆုံးလဲ။ဘာကြောင့်ပျက်စီးဖို့အနေရရှိနေလဲဆိုတာကို အသေးစိတ်လေးလာကြည့်ကြရအောင်။ပန်ဒိုကိုအမေရိကန်နိုင်ငံ Frisley အမျိုးသားတတော်ရဲမှာတွေ့ရှိရပြီးသူဟာ Cooking Aspen တပင်မျိုးစေ့ဖြစ်ပါတယ်။တိမ်မပညာရှင်တွေက1980ပြည့်နှစ်ပေမှာသူ့ကိုပထမဆုံးရှာဖွေတွေ့ရှိခဲ့ရပါအသေးစိတ်အချက်အလက်တွေအရပန်ဒိုမာပါဝင်တဲ့တပင်ပေါင်း4000000လောက်ကျော်ဟာအားလုံးဟာ မျိုးရိုးဗီဇ DNA တူညီတဲ့ကလုန်းတွေဖြစ်ကြပါတယ်သူတို့ဟာတစ်ဆိတ်ကနေပေါက်တာမဟုတ်ပဲမြေအောက်မှာရှိတဲ့မိခင်အမြင့်စနစ်တစ်ခုတည်းကနေအမြောက်ထွက်လာတာပါ သူဟာစစုပေါင်းဧက106ဧက43ဟက်တာကျောင်းမှာတယ်။သူ့ရဲ့ခမန်းကြီးစစုပေါင်းကိုအလေးချိန်ဟာပေါင်73တန်းမက်ထရစ်တန်း6000ကျော်ရှိပြီးကဘာပေါ်မှာအလေးဆုံးနဲ့အကျယ်ဆုံးတရှိအဖြစ်မှတ်တမ်းဝင်ထားပါတယ်။ဒါဝေလငါအကောင်ကြီး90လောက်ရဲ့စစုပေါင်းအလေးချိန်ရဲ့ညီမျှပါတယ်။ပန်တို့ရဲ့တစ်ပင်ပင်စီတစ်ခုချင်းစီဟာအနှစ်တရာလောက်ပဲအသက်ရှင်ပါတယ်။ဒါပေမဲ့သူ့ရဲ့မြေအောက်အမြင့်စနဲ့ ဘရူးစ်စတန်ကနှစ်ပေါင်း၈000ကျော်အသက်ရှင်ခဲ့ပြီးရေခဲခစ်ကလေးကသူ့ကိုယ်သူပြန်လည်မူးဖွားလာခဲ့တာဖြစ်ပါတယ်။ဒါကြောင့်သူဟာတစ်ပင်တပင်ရဲ့ဇီဝတတန်းဟုပါပြောင်းလဲပစ်လိုက်တဲ့အမခန်းတဘာဝခစ်ဆက်တစ်ခုပဲဖြစ်ပါတယ်။နှစ်ပေါင်း၈000ကျော်ရှင်နိုင်ခဲ့တဲ့ပန်တိုဟာယခုအခါမှာတော့ကလင်းမြန်စွာပြည့်စည်ယူရမှုကိုရင်ဆိုင်နေရပါတယ်။သူ့ရဲ့အနာဂတ်ဟာစင်ခုမှုများစွာကြောင့်အနေရရှိနေပါတယ်။အဓိကပြဿနာကတော့မျိုးဆက်တည်မရှိခြင်းဖြစ်ပါတယ်။ နံပါတ်1တားကောင်တို့ရဲ့စားသုံးမှုဒေသတွင်းသမင်နဲ့ကျွေးနှောတို့ဟာပန်တို့ကထွက်လာတဲ့အညွတ်တက်နဲ့တက်ကိုင်းလူလေးတွေကိုပုံမှန်စားသုံးနေကြပါတယ်။ဒါကြောင့်တက်တန်းရဲ့အပင်တွေတည်ဆုံးသွားချိန်မှာအစားထိုးဖို့အတွက်အပင်အစ်တွေရှန်တန်ကြီးထွားလာနိုင်ခြင်းမရှိတော့ပါဘူး။နံပါတ်2ရေရရှိမှုဇော်နေခြင်းရာသီဥတုပြောင်းလဲမှုကြောင့်ဒေသတွင်ရေရရှိမှုရောကျလာတာဟာ အေယာမအမြင့်စနစ်ကြီးကို၆တွေ့စေပြီးအားနည်းလာစေပါတယ်။နံပါတ်၃ယောဂများဝင်ရောက်မှုအပင်အလုံးဟာရိုးရိုးပိစတုကကြောင်းမှုယောဂသူမဟုတ် ပိုးမောတစ်မျိုးဝင်ရောက်လာရင်တက်တော့အုပ်တစ်ခုလုံးလွယ်ကူလင်းမြန်စွာပျက်စီးနိုင်တဲ့အနေရရှိပါတယ်။လက်ရှိအခြေအနေကပန်ဒိုဟာတဖြည်းဖြည်းအိုမင်းရင်ရောက်လာပြီးအသက်ပြန်မဖြစ်နိုင်တော့တဲ့မျိုးတုံးမဲ့တက်ရှိအုပ်စုအဖြစ်ကိုရောက်ရှိနေပြီလို့ သိပ္ပံတင်ငန်းရှင်တွေကသတိပေးထားပါတယ်။ပန်ဒိုကိုကတည်မှုစ조사တာဟာတဘာဝရဲ့ရှေးအကျဆုံးအဖွဲ့အစည်းတစ်ခုကိုထိသိမ့်ဖို့လည်းမဟုတ်ပါဘူး။ပန်ဒိုလိုမျိုးကြီးမားတဲ့တက်ရှိကုန်ရည်တွေဟာကာဗွန်နအောက်ဆိုက်ကိုစုပ်ယူပြီးဇီဝမျိုးစုံမျိုးကွဲကိုထိမ့်သိမ့်သွေးရအတော့ကဘာမြေကြီးရဲ့ရာသီဥတုဖိနှိမှုအတော့အရေးကြီးပါတယ်။ပန်ဒိုရဲ့ဇလန်းကပေးတဲ့သင်ခန်းစာကတော့ကျွန်တော်တို့လူသားတွေအနေနဲ့မီအောက်ကနေချိတ်ဆက်ထားတဲ့ဇီဝကုန်ရည်ကြီးကို ထိန်းသိမ်းစောင့်ရှောက်ဖို့လိုအပ်နေပြီဆိုတဲ့အကြောင်းပါဒါဟာအံ့ဖွယ်တစ်ပင်တစ်ပင်အကြောင်းဇလံမဟုတ်ပဲကဘာမြေကြီးရဲ့အနာအကအတွက်ကျွန်တော်တို့ရဲ့တာဝန်အကြောင်းဇလံဖြစ်ပါတယ်ကျွန်တော်တို့ကဘာမြေကိုတိတ်တဆိတ်ထိန်းသိမ်းစောင့်ရှောက်ပေးနေတဲ့ဒီလိုအမကားတက်ရှိတဲ့အကြောင်းကိုတင်ပလို့မြင်မိပါတလေတဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းခြင်းရဲ့အရေးပါပုံကိုကောမမှမျှဝေခဲ့ဖို့တောင်းဆိုရင်ကျွန်တော်ရဲ့ channel ကို like and subscribe လေးလုပ်ပေးကြပါဦးဗျာ။နောက်ထပ်အစိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့အတူပြန်လည်ဆုံတွေ့ပါမယ်။